မင်္ဂလာညနေခင်းပါရှင်စက်တမလ25ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားရထုံးနဲ့တင်ဆက်ပေးပါမယ်ဒီနေ့ညနေခင်းသတင်းတွေမှာတော့အင်းလင်းကံဖောင်တော်ဦးရွှေရှင်တော်မြတ်ဒေတာစာရီကြွချီအပူဇော်ခန့်ချင်းပွဲတော်စတင်ပြုလုပ်ခဲ့ပြီးဒီကနေ့မှာငဖဲချောင်းဖရာချင်းကျောင်းမှာညာချင်းအပူဇော်ခန့်မယ်ဆိုတဲ့သတင်းအာကောင်သောအပူပိုင်းမုန်တိုင်းရာကစာအနောက်ဘက်ကိုရွှင်လျားခဲ့ပြီးအပူပိုင်းမုန်တိုင်းအဖြစ်အာရော့သွားခဲ့တဲ့တဲ့ ။အီကွေဒေါ်မှာထောင်စုပုံမှုဖြစ်ခဲ့ရာ14ဦးသေဆုံးပြီး14ဦးဒဏ်ရာရရှိခဲ့တဲ့တဲ့နဲ့ဘရန်ဖို့နဲ့ပွဲမှာဒီယာဒီရဲ့တတိယဝစ်ဆောင်ကိုမန်ယူအသင်းပထမဆုံးအကြိမ်ဝစ်ဆင်ကစားသွားမဲ့တဲ့အဆရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့အင်းလင်းကံဖောင်းတော်ကိုရုပ်ရှင်တော်မြတ်ဒေတာစာရီကြောချီပူဇော်ခန့်ခြင်းပွဲတော်စတင်ပြုလုပ်ခဲ့ပြီးဒီကနေ့မှာငဖဲချောင်းဖရာကျင်းကျောင်းမှာညချင်းပူဇော်ခန့်မယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလီကန်ဖောင်တော်ဦးရုပ်ရှင်တော်မြတ်ဒေသစာရင်းကြွချီအပူဇော်ခန့်ကျင်းပွဲတော်ကိုစက်တမ22ရက်မနက်ပိုင်းကနေစတင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်စက်တမ25ရက်တရင်ကျွန်းလာဇန်၄ရက်မနက်9နာရီအချိန်မှာဟဲရရွာမကျောင်းကစတင်ထွက်ခွာပြီးငပေချောင်းဖျားကျင်းကျောင်းမှာညကျင်းအပူဇော်ခံသွားမယ်လို့သိရပါတယ်။ စက်တမ23ရက်သတင်းကျွလာဇန်2ရက်အင်းတိန်ဂျေဘောခုံကျောင်းကနေမနက်ရှင်းနိုင်ခွဲအချိန်မှာစတင်ကြွချိန်ကမိုးလဲပိုင်းမှာအင်းတိန်စံကျောင်းမှာနေစွန်းဆက်ကတာအင်းတိန်စံကျောင်းကနေမိုးလဲ2နိုင်ခွဲအချိန်မှာထွက်ခွာပြီးဟဲရရွာမကျောင်းမှာညချင်းအပူဇော်ခံခဲ့တယ်လို့သိရပါတယ်။စက်တမ22ရက်မနက်လေးနာရီအချိန်မှာအခမ်းအနားဖွင့်ပွဲစတင်ကျင်းပခဲ့ပြီးမနက်9နာရီအချိန်မှာဖျားချင်းကျောင်းတော်ကနေထွက်ခွာပြီးမိုးလဲပိုင်းမှာ ်အင်းတိန်ကျေးပေါ်ခုံเจ้าမှာညချင်းအပူဇော်ခံခဲ့တယ်လို့သိရပါတယ်။ဟဲရရွာမှာเจ้าမှာစက်တမ23ရက်ညပိုင်းနဲ့စက်တမ24ရက်တရက်အပူဇော်ခံပြီးနှစ်ညတိုင်တိုင်ညချင်းအပူဇော်ခံခဲ့တယ်လို့သိရပါတယ်။အင်းတိန်ဘက်အခြေအနေရေးစည်းကြံလို့တောင်တင်တဲ့ဘက်တွေမှာလူတွေနဲ့ဆွဲရတာရှိပါတယ်။ဟဲရရွာမှာဘက်မှာတော့ဟိုးရင်တွေကနှစ်ညချင်းလေးချင်းထရှိတယ်။ရွာမဟာအင်းလေးကံမူလရွာကြီးလူရွာတွေမှာအပောင်ဝင်ဖြစ်လို့ ိုအရင်ကလည်းအလှူရှင်အင်အားတောင့်တင်းတာလည်းပါတယ်။ဒီနေ့တော့ငလင်ဘေးတံကြောင့်ဖျားဆွေးလေတွေနင်းနိုင်မယ်လို့ခန့်မှန်းပါတယ်။မနက်ဖြန်မှာတော့ငဖဲချောင်းနဲ့ကျေးစာချောင်းဟာရေပြင်ကျဲမှာဆွဲမဲ့ရက်လေးဖြစ်တယ်လို့ဆွဲလေလေအများဆုံးနေ့ဖြစ်တဲ့အတွက်ဓပုံစရာတွေအတွက်အကောင်းဆုံးရက်လေးဖြစ်ပါတယ်လို့မိုင်းတော့ဒေတာကန်တို့ကဆိုပါတယ်။အင်းလေးဖုံတော်ရွှေရှင်တော်မြတ်များမြောင်ရွှေမြို့ကျောင်းတော်ကိုဆက်ရောက်မဲ့ရက်ဟာစက်တဘာ29ရက်ဖြစ်ပြီးစက်တဘာ29ရက်ကနေအောက်တိုဘာ1ရက်နေ့အထိ ညောင်ရွှေမြို့ကျောင်းတော်မှာ၃ရက်၃ညတိုင်တိုင်အပူဇော်ခံသွားမယ်လို့သိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းမှာရက်အရှိကြဆုံးဖျားပွဲတော်တစ်ခုဖြစ်တဲ့အင်းလီကန်ဖောင်တော်မြတ်စွာဘုရားဒေသစာရီကြွချီပွဲတော်ကိုနှစ်စဉ်သတင်းကြွလာစဉ်တရက်ကနေသတင်းကြွလာပြည့်ကျော်၃ရက်နေ့အထိ၁၈ရက်တိုင်တိုင်အင်းလီကန်ဒေသအတွင်းမှာရှိတဲ့ဌာနပေါင်း၂၀ဌာနကိုကြွချီအပူဇော်ခံတဲ့ပွဲတော်ဖြစ်ပါတယ်။အားကောင်းသောအပူပိုင်းမွန်နိုင်ရာကစအနောက်ဘက်ကိုရွှင်လျားခဲ့ပြီး အပူပိုင်းမုံတိုင်းအဖြစ်အာရော့သွားခဲ့တဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အားကောင်းတဲ့အပူပိုင်းမုံတိုင်းရာကာစာဟာအနောက်ဘက်ကိုရွှေလျားခဲ့ပြီးအပူပိုင်းမုံတိုင်းအဖြစ်အာရော့သွားခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့စက်တဘာ25ရက်နေ့မိုးလေပိုင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့မြန်မာစံတော်ချိန်မနက်၁၀နာရီခွဲအချိန်တိုင်းထွာချက်တွေအရတရုတ်နိုင်ငံတောင်ပိုင်း၊ကွမ်ရှိပြည်နယ်တောင်ပိုင်းဒေသတွေကိုဖျက်ချော်လျက်ရှိတဲ့အာကောင်းတဲ့ပူပိုင်းမုန်တိုင်းရာဂါဆာဟာအနောက်ဘက်ကိုရွေ့လျားခဲ့ပြီးအပူပိုင်းမုန်တိုင်းရာဂါဆာအဖြစ်အာရော့သွားခဲ့ကာကွမ်ရှိပြည်နယ်ကိုဆက်လက်ဖျက်ချော်လျက်ရှိကြောင်းအဆိုပါပူပိုင်းမုန်တိုင်းရာဂါဆာဟာအနောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးနောက်၁၂နာရီအတွင်းအပူပိုင်းမုန်တိုင်းငယ်အဖြစ် VNN နိုင်ငံမြောက်ပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအနေနဲ့ရန်ကုန်တိုင်းမကွေးတိုင်းအေရီတိုင်းတနင်္သာရီတိုင်းချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ထုံမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလှေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုးပြက်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုရတယ်လို့မိုးစလကထုတ်ပြန်ထားပါတယ် အေဂွေရောမှာထောင်စုပုံမှုဖြစ်ပွားခဲ့ရာ14ဦးသေဆုံးပြီး14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အေဂွေရောနိုင်ငံမှာရှိတဲ့အကျဉ်းတောင်တစ်ခုမှာပြိုင်ဘက်လူစုကိုင်းနှစ်ခုတိုက်ခိုက်ကြရာအကျဉ်းသား73ဦးနဲ့ထောင်စောက်2ဦးသေဆုံးခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတော့14ဦးရှိခဲ့ပါတယ်။စက်တဘာ22ရက်မနေ့အစောပိုင်းကနိုင်ငံအနောက်တောင်ပိုင်းမာချလာမြို့မှာရှိတဲ့ထောင်မှာစူပူမှု ဖြစ်ပွားခဲ့တာဖြစ်ပြီးထောင်အနီးနားနေထိုင်သူတွေကပေါက်ကွဲတံတွေပြစ်ခတ်တံတွေကြားရတယ်လို့ပြောကြခဲ့ပါတယ်။ရဲတပ်ဖွဲ့အစိုးရရုတ်ရုတ်တဲတဲဖြစ်နေစဉ်အကျဉ်းသားတွေထွက်ပြေးသွားခဲ့ပြီး73ဦးကိုပြန်မိခဲ့ပါတယ်။ကနေဦးတရင်တွေအရလုံခြုံရေးတွေကစူပူမှုဖြစ်ရာထောင်တွင်းအဆောင်ကိုအ мян ရောက်လာပြီးတဲ့နောက်အကျဉ်းသားတွေက၎င်းတို့ကိုတစားကန်လုပ်ပြီးအဆောင်တအုပ်ကိုတပ်ပစ်ခဲ့ပါတယ်။ Los Robots Boss လူဆိုးခိုင်းသားတွေကပြန်ဘက်လူဆိုးခိုင်းသားတွေရှေ့ရအဆောင်ကိုဝင်စီးတောင်းကျမ်းခဲ့တာဖြစ်တယ်လို့လည်းသတင်းတွေကဖော်ပြပါဗျ။ထောင်ထဲကိုဖောက်ခွဲပစ္စည်းတွေဘလို့ခိုးသွင်းထားတယ်ဆိုတာကိုမသိရသေးဘူးလို့သိရပါဗျ။ ရဲနဲ့စစ်သားဥယေ200ခန့်ထောင်ကိုဆင်းလွတ်လိုက်ပြီးတဲ့နောက်အခြေအနေကိုထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။တည်ဆုံးခဲ့တဲ့အကျဉ်းသားတွေကအီကွေဒေါရဲ့အကြီးဆုံးမူရင်မောင်ကိုဂိုင်းနှစ်ခုကဖြစ်ပြီးအဲ့ဒီဂိုင်းနှစ်ဂိုင်းကိုအခုလအစောပိုင်းမှာအမေရိကန်အစိုးရကပြည်ပအကြံဖတ်အုပ်စုတွေအဖြစ်ကြီးညာခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ဘရက်ဖူးနဲ့ပွဲမှာဒီယာတီရဲ့တတိယဝစ်ဆောင်ကိုမန်ယူအသင်းပထမဆုံးအကြိမ်ဝစ်ဆင်ကစားသွားမယ်ဆိုတဲ့အကြေအစည်တင်ကိုတင်ဆက်ပေးပါမယ်။ မန်ယူသင်းဟာလာမယ့်စနေနေ့မှာရှင်ပြိုင်ရမယ့် Brentford အသင်းနဲ့ပရီးမီးယားလိပွဲစဉ်မှာဒီယာသီရဲ့တတိယဝစ်ဆောင်ကိုပထမဆုံးအကြိမ်အဖြစ်ဝစ်ဆင်ကစားသွားမယ်လို့သိရပါတယ်မယူသိန်းဟာလက်ရှိရှင်ပြိုင်နေတဲ့2025-26ရာသီမှာအိမ်ကွင်းဝစ်ဆောင်ကိုအနီရောင်အဝေးကွင်းဝစ်ဆောင်ကိုအဖြူရောင်တတိယဝစ်ဆောင်ကိုအနက်ရောင်အဖြစ်ထုတ်လုပ်ထားပါတယ်။ မယူအသိအနေနဲ့အဖြူရအဝေးကွင်းဝန်ဆောင်ကိုရာသီကြိုကာလာမာတာဝစ်ဆင်ခဲ့ပြီးဒီရာသီရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိငါးပွဲနဲ့လိဖလာတပွဲမှာအနီရောင်အိမ်ကွင်းဝန်ဆောင်နဲ့သာရှင်ပြိုင်ကစားခဲ့တယ်လို့သိရပါတယ်။မယူအသိရဲ့အခုရာသီတတိယဝန်ဆောင်ဟာ1993ကနေ1995ခုနှစ်အတွင်းဝစ်ဆင်ခဲ့တဲ့အဝေးကွင်းဝန်ဆောင်ကိုပြန်လည်ဆန်းသက်ဖန်တီးထားတာဖြစ်ပြီးအဲ့တော့က1993-94ရာသီမှာပရီးမီးယားလိနဲ့ FA ဖလာနှလုံးရယူနိုင်ခဲ့တယ်လို့သိရပါတယ်။ မန်ယူသင်းဟာဘရန်ဖို့နဲ့ပွဲမှာဘောင်းမီနယ်ခြေကိုတော့ပြိုင်ဘက်နဲ့အယောင်ကွဲစေဖို့အတွက်အနက်ရောင်အစားအဝါရံကိုဝစ်ဆင်သွားမယ်လို့သိရပါတယ်။စက်တမလ25ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုတရားထုံးလင့်တင်ဆက်ပေးသွားခဲ့တာပါ။ည8:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ရှိရှိပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။